ဖះကြောင့်တက်เสียမလို့ပါဘူးယင်ထဲမှာဖះရှိရင်ရပြီဆိုတော့ယုံကြည်သူတို့ချို့နဲ့ကျွန်တော်စုံမှုတယ်ကျွန်တော်တူပြောတယ်ဒီနေ့ဝတ်ပြုခြင်းအစီအစဉ်ရှိတယ်ဖះကြောင့်တွားရအောင်လို့ပြောတော့ဖះကြောင့်တွားเสียမလို့ပါဘူးဆရာကြီးတဲ့ရှင်ဝင်ခရစ်ဝင်ကျမ်းအခန်းကြီး၄အငယ်၂၂ကနေ၂၅အကြောင်းအရာလေးကိုသူကပြောပြတယ်ရှိတဲ့နေရာမှာဖះရခင်ကိုနံဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်မဲ့အချိန်ကာလယခုကာလရောက်နေပြီလေတဲ့ ဲ့တော့ဖះเจ้าသွားမှဖះရှိတာမဟုတ်ပါဘူးရှိတဲ့နေရာမှာကိုယ့်ရဲ့စိတ်ဝိညာဉ်နဲ့ဖះကိုကိုယ်ကိုယ်ဒါဖះရှိတာပဲအဲ့တော့ဘုပြုတစဉ်သွားစရာမလိုဘူးဟာဒါတကယ်တော့သူ့ရဲ့အသွင်ထဲမှာကိုယ်ကိုယ်ချင်းနဲ့မိတ္တဟာရဖွဲ့ခြင်းကိုကွဲကွဲပြားပြားနားမလည်သေးလို့ဖြစ်တယ်ယုံကြည်သူတယောက်ဟာမိတ္တဟာရဖွဲ့ခြင်းရှိကိုရှိရတယ်ဘာကြောင့်အဲ့လိုပြောလဲဆိုတော့မိတ္တဟာရဖွဲ့ခြင်းမရှိတဲ့သူကဝိညာဉ်ရေးရကြာစင်နေတဲ့သူ ဖြစ်လို့ပဲ ဟေပြဲအခန်းကြီး30အငယ်25မှာလူအချို့တို့ဤထုံးစံရှိသည့်အတိုင်းအချင်းချင်းစီဝဲခြင်းအမှုကိုမရှောင်မလွဲကြနဲ့တခင်ယေရှုကိုယ်တိုင်လည်းဗာပြောထားလဲဆိုတော့အကျင်အယက်၌ငါ၏နာမကိုထောက်လက်လူနှူးတုံးဦးစုဝေးရင်ထိုသူတို့ရဲ့အလယ်မှာငါရှိမယ်လို့ယေရှုခရစ်တော်ပြောခဲ့တာဒါကြောင့်မိထာရဖွဲ့ခြင်းအစီအစဉ်ဆိုတာလူကိုလိုအပ်တယ်တစ်ရောတစ်ခွန်မှာဆိုရင်လည်းမိထာရဖွဲ့ခြင်းအရာတွေလည်းပါတယ် ဝိညာဉ်ရေးရအရှိန်ဝိညာဉ်ရေးရမီးဆိုတာတင်တယောက်ထင်းနဲ့တောက်မယ်လို့ထင်လာအဲ့လိုထင်လို့ရှိရင်လုံးဝမားပါတယ်ယုံကြည်သူအချင်းချင်းမိတ္တဟာရဖွဲ့ခြင်းရှိမှပဲဝိညာဉ်ရေးရမီးရပို့လို့တောက်တာဖြစ်တယ်ထင်းတစ်ချောင်းထဲကမီးမတောက်ပါဘူးထင်းနဲ့အဆုလိုက်အပြုံလိုက်ရှိမှပဲမီးဟာအရှိန်အဟုန်နဲ့တောက်တာဖြစ်တယ်ဆိုတာကိုနားလည်ထားရပါမယ်ဒါကြောင့်သင်ဟာကိုနဲ့ဖခင်နဲ့အဆင်ပြေရင်ရပြီတခြားယုံကြည်သူတွေနဲ့မိတ္တဟာရဖွဲ့စရာမလိုတော့ဘူးလို့တွေးနေလို့ရှိရင် သင်ရဲ့ဝိညာဉ်ရေးရာဟာအောက်ကိုကျစနေတာဖြစ်တယ်ဆိုတာကိုနားလည်ထားပါ တခင်ရှုကိုယ်တိုင်လူနှုတ်ဦးတုံးဦးစုဝေးပြီးမှမိတ္တဟာရဖွဲ့ခြင်းကိုပြုလုပ်ခိုင်းတာဖြစ်ပါတယ်ယုံကြည်သူအချင်းချင်းစုဝေးပြီးမှဆုတောင်းတာစုဝေးပြီးမှနှုတ်ဘတ်တော်ခံယူတာစုဝေးပြီးမှအစာချောင်ဆုတောင်းတာဒီအရာတွေကယုံကြည်သူတယောက်ရတဲ့တဲမှာလုတ်ကိုလိုရမယ့်အရာဖြစ်ပါတယ်ဒီအရာတွေမလုတ်နေဘူးဆိုရင်ကျွန်တော်ရဲ့ဝိညာဉ်ရေးဟာအဆုံးထိကျဆင်းပြီးမှ လုံးဝခန်းချောက်သွားတတ်ပါတယ်ယုံကြည်သူအချင်းချင်းမိတ္တဟာရဖွဲ့တဲ့အခါမှာဝိညာဉ်ရေးရသွဲအကျိုးတွေအများကြီးရှိပါတယ်အချင်းချင်းတယောက်ရဲ့ခက်ခဲကိုတယောက်ကူညီပြီးတော့ဆုတောင်းပေးတာတယောက်ရဲ့ရင်ထဲကခံစားချက်တွေကိုနှုတ်ကပတ်တော်နဲ့အညီအချင်းချင်းနှစ်သိမ့်တာအချင်းချင်းနှွေးထွေးမှုတွေတိဆောက်တာနော်ကိုယ့်ရဲ့ဘဝကိုကိုယ့်ရဲ့ဝိညာဉ်ရေးရကိုပို့လို့တောင်မှမြင့်တင်ပါတယ်ဒါကြောင့်ယုံကြည်သူတယောက်ဖြစ်တဲ့တင်ဟာမိတ္တဟာရဖွဲ့ခြင်းအစီအစဉ်ကိုမပြတ်ကွက်ပါနဲ့လို့တိုက်တွန်းခွန်အားပေးချင်ပါတယ် ရောက်တဲ့မြန်ကောင်ကြီးရှိပါစေအဲ့တော့ကျွန်တော်ဇွန်ကနေပြီးမှဝူဂျူချီအစီအစဉ်ကျန်းစာတင်ကြားခြင်းအစီအစဉ်နှုတ်ကပတော်ဝေငါချင်းအစီအစဉ်တွေကျွန်တော်လုပ်ဖို့ရှိပါတယ်အဲ့ဒီမှာလာရောက်ပါဝင်ခြင်းနေဆိုရင်တော့ကျွန်တော်မက်ဆန်ဂျာမှာလာပြီးမှဆက်တွေ့ပေးပါတကယ်ပဲအဝေးမှာရောက်နေတဲ့အခါမှာဖရားရဲ့နှုတ်ကပတော်ကိုခံယူခြင်းနဲ့နှုတ်ကပတော်ကိုနားလည်ခြင်းနဲ့ဆိုတဲ့သူတွေလာပြီးမှဆက်တွေ့လို့ရတယ်တက်တည်ခံခြင်းနဲ့သူတွေများရှိခဲ့လို့ရှိရင်လည်းလာပြီးမှကျွန်တော်ရဲ့မက်ဆန်ဂျာမှာဆက်တွေ့လို့ရပါတယ်